လာမယ့်စက်တင်ဘာလကစပြီးရန်ကုန်မြို့တော်စီမံတာယာနဲ့နယ်မြေအတွင်းမှာရှိတဲ့ပလက်ဖောင်းလမ်းမြေတွေပေါ်မှာရောင်းချတဲ့ပြန်ကျစည်းတဲ့ကိုစစ်ဆေးဖမ်းဆီးရေးယူသွားမယ်လို့ရန်ကုန်မြို့တော်စီမံတာယာ၏ကော်မတီဈေးများဌာနကသတင်းထုတ်ပြန်ထားပါတယ်။စီမံတာယာနယ်မြေအတွင်းရှိလမ်းဘေးပြန်ကျစည်းတဲ့အနေနဲ့အများပြည်သူသုံးလမ်းနဲ့ရေရနာတဲ့နေရာတွေမှာဈေးရောင်းချမှုတွေပြုလုပ်နေတာကြောင့်အများပြည်သူသွားရလမ်းမှာအနှောက်အယှက်ဖြစ်စေခြင်းရေလမ်းကြောင်းပိတ်ဆို့မှုဖြစ်စေခြင်းနဲ့ဈေးတွေကစီးကပ်မဲ့အမိုက်စွန့်ပစ်တာကြောင့်ရေမြောင်းတွေပိတ်ဆို့ခြင်းနဲ့ ပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့အဆိုပါထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါကြောင့်ပြန်ကျဈေးတွေကိုတတ်မှတ်ထားတဲ့ဈေးတွေကိုပြောင်းရွှေ့ရောင်းချဖို့ပြညာပေးလျက်ရှိပြီးစက်တင်ဘာလမှာတော့ပြညာပေးကာလပြီးဆုံးမှာဖြစ်တာကြောင့်ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြန်ကျဈေးတွေရောင်းချဖို့အတွက်တတ်မှတ်ထားတဲ့ဈေးတွေကိုလက်တလောထုတ်ပြန်နိုင်ခြင်းမရှိသေးတဲ့ကြောင့်ရန်ကုန်မြို့တော်စီမံသားရိုက်ကော်မတီဈေးများဌာနကတာဝန်ရှိသူတို့ကဆိုပါတယ်။ ရန်ကုန်မြို့ရင်း6မြောက်နယ်မှာ2000ပြည့်နှစ်ကျော်ကာလကလမ်းမေးစစ်တဲ့9000ကနေ1000ရှိခဲ့ရာကလက်ရှိမှာလမ်းမေးစစ်တဲ့9000ကျော်အထိရှိလာပြီးရန်ကုန်တမြို့လုံးမှာလမ်းမေးစစ်တဲ့သင်္ကန်းတည်းရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။